This is Radio NUG, the voice of National Unity Government of Myanmar, broadcasting for Myanmar Spring Revolution. Radio NUG is transmitting from shortwave 16 meter 17.79 MHz at 8:30 a.m. and 25 meter 11.94 MHz at 8:30 p.m. Myanmar Standard Time. Minglaba Khmer. အမျိုးသားညီညွတ်ရေးအစိုးရရဲ့အတံလွင့်ဌာန Radio NUG ကိုမနက်ပိုင်း၈နာရီခွဲမှလိုင်းတို16မီတာ7.3မှ9 MHz ညပိုင်း၈နာရီခွဲမှလိုင်းတို25မီတာ17.6 MHz တို့မှာဓာတ်ရိုက်ဖမ်းယူနိုင်ပါပြီ။မင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေ။အခုချိန်ကစပြီး Radio NUG အစီအစဉ်တွေကိုဓာတ်ရိုက်အတံမြှင့်ပေးနေပါပြီ။ မြန်မာနိုင်ငံသူနိုင်ငံသားအပေါင်းတဘာဝဘေးဆက်ဟနာရှင်ဘီတို့မှာခင်ဝေးပြီးကိုစိတ်နှဖျားစမ်းမချမ်းသာဘေးကင်းလုံခြုံကြပါစေလို့ရေဒီယို NUG ဖွယ်သားတွေကဆုတောင်းမြတ်တာပို့သလိုက်ပါတယ်ခင်ဗျာမင်္ဂလာညချမ်းပါခင်ဗျာဒီနေ့2025ခုနှစ်မတ်လ9ရက်နေ့ရေဒီယို NUG ညပိုင်းအစီအစဉ်များကိုစတင်ထုတ်လွှင့်ပေးပါတော့မယ်ပထမဦးစွာရေဒီယို NUG စစ်ရေးသတင်းကောက်နှုတ်ချက်ကိုကျွန်တော်ရန်လိုင်းကဖတ်ကြားတင်ပြပေးမှာဖြစ်ပါတယ်ခင်ဗျာ ရေဒီယိုအန်ယူဂျီသတင်းရှင်များမင်္ဂလာပါခင်ဗျာခုချိန်အစပြီး2025ခုနှစ်မတ်လ9ရက်နေ့ညပိုင်းမှာတင်ပြပေးမယ်ရေဒီယိုအန်ယူဂျီစီးရီးသတင်းများကိုကျွန်တော်ဇန်နိုင်ကဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာပထမဆုံးတင်ဆက်ပေးမယ်စီးရီးသတင်းကတော့တောင်တကုန်141ရက်ွက်ရုံကိုရန်ကုန်မြို့ပြအဖွဲ့တွေဖောက်ခွဲတိုက်ခိုက်တယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်ရန်ကုန်မြို့တော်တကုန်မြို့သစ်တောင်ပိုင်းမြို့နယ်မှာရှိတဲ့141ရက်ွက်အုပ်ချုပ်မှုရုံကိုမနေ့ကမတ်လ10ရက်ည7:00နာရီကမှ လက်ပြဘုံ၃လုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ရန်ကုန်အာမီ YE အဖွဲ့ကပြောပါတယ်။ရက်ကွက်အုပ်ချုပ်မှုဟာလူမိုက်တွေနဲ့ပေါင်းပြီးပြည်သူလူထုကိုဖိနှိပ်နိုင်ခြင်းပိုကျနေတဲ့အတွက် YE နဲ့နောက်ပိုင်းခံပကဖတို့ကပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။ဒုံမျိုးသစ်တောင်ပိုင်းမှာမင်းညကပောက်ကွဲတံတွေကြားရတယ်လို့ဒေသနေပြည်သူတွေကလည်းပြောဆိုကြပါတယ်။ရန်ကုန်မြို့လုံးစစ်သားတွေခြေရှုပ်နေတဲ့အတွက်အုပ်စုဖွဲ့ပြီးပြန်ပေးဆွဲနေတဲ့ရက်ကွက်အုပ်ချုပ်မှုနဲ့လူမိုက်တွေကိုခက်ခက်ခဲခဲတိုက်ခိုက်ခဲ့ရပြီးထိခိုက်ဒေဆုံးမှုတွေရှိမှသေချာသလောက်ရှိတယ်လို့ ရန်ကုန် Army YA ဖွဲ့ကအသိပေးပါတယ်။အကြမ်းဖက်ဆီအာနာရှင်မပြုံမချင်းနောက်ထပ်ပြစ်မှတ်ကြီးတွေကိုဆက်လက်တိုက်ခိုက်ချေမှုန်းသွားမယ်လို့ YA ကသတိပေးထားပါလိမ့်ခင်ဗျာ။ခုကတင်ဆက်ပြီးမှာကတော့မင်းလားမြို့နယ်မှာမရှိစင်းသားတွေစီကနေစစ်မှုထမ်းကြီးတွေအရမကောက်ခံနေတဲ့ယာယီမှုကိုရှင်းလင်းဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ဘကိုးတိုင်းတာဝတီခံမင်းလားမြို့နယ်အတွင်းမှာမရှိစင်းသားတွေစီကနေစစ်မှုထမ်းကြီးတွေအရမကောက်ခံနေတဲ့ယာယီမှုတို့ကိုပြစ်ခတ်ရှင်းလင်းခဲ့တယ်လို့မင်းလားမြို့နယ်ပြည်သူ့ကာကွယ်ရေးဖွဲ့ကပြောပါတယ်။ မင်းလာမျိုးနဲ့ထမင်းကောင်းအုပ်စုနတ်ထမင်းကြီးရွာမှာနေတဲ့ရာရင်မှုအငယ်လေးခေါ်တက်နိုင်စုကိုဒါဝရီခန်တရင်383ညနှစ်တက်ခွဲနှစ်တက်ခွဲ3နဲ့မင်းလာမျိုးနဲ့ပြည်သူ့ကာကွယ်ရေးဖွဲ့တို့ကပူးပေါင်းပြီးမနေ့ကမတ်လ10ရက်နေ့မနက်7:45မိနစ်ခန့်မှာရှင်းလင်းခဲ့တယ်လို့ဆိုပါတယ်။ဒေါ်လိုင်းဖွဲ့တွေဟာရာရင်မှုဖြစ်တဲ့အငယ်လေးခေါ်တက်နိုင်စုရဲ့အိမ်ထဲထိဝင်ရောက်ရှင်းလင်းခဲ့တာကြောင့်တနက်ကြီး၃ချက်ထိမှန်ပြီးတည်ဆုံသွားတယ်လို့အသိပေးထားပါဗျ။ရာရင်မှုငယ်လေးခေါ်တက်နိုင်စိုးဟာစစ်မှုထမ်းကြီးဆိုပြီးမရှိနွမ်းပါတဲ့ဒေသနေပြည်သူတွေစီက အတင်းအကျပ်ငွေကြေးကောက်ခံပြီးငွေမပေးသူတွေကိုစစ်တပ်ခေါ်ပြီးဖမ်းခိုင်းတာစစ်ကောင်စီတံမမှန်သတင်းပေးပြီးပြည်သူလူထုကိုဖမ်းခိုင်းတာတော်လိုင်းတပ်ဖွဲ့တွေကိုဂရုမစိုက်ဘူးဆိုပြီးစိန်ခေါ်နေတာတွေအတွက်အခုလိုအရေးယူလာလားလို့ဒါရီခဲတရင်383ညတက်ခွဲနှစ်ကလည်းထုတ်ပြန်ထားပါတယ်။ဒီသားနေပြည်သူတွေနဲ့တော်လိုင်းတပ်ဖွဲ့တွေကိုဒုက္ခပေးနေတဲ့စစ်ကောင်စီနဲ့စစ်ကောင်စီထောက်တိုင်တွေကိုအရှိန်မြင့်တိုက်ခိုက်သွားမှာဖြစ်တာကြောင့်ပြည်သူလူထုအနေနဲ့စေအုပ်စုတွေရှိတဲ့နေရာကိုသွာလာနေထိုင်တာမျိုးမလုပ်ကြဘူး။ ဒေသတော်လှန်ရေးအဖွဲ့တွေကတိုက်တွန်းထားပါတယ်ခင်ဗျာအခုဆက်လက်ပြီးတန်တော်ကြီးမြို့နယ်ကတပည့်မြို့စစ်စခန်းကိုတိုက်ခိုက်သိမ်းပိုက်ရမှာစစ်သား10ဦးကျော်သေဆုံးပြီးလက်နက်ခဲယမ်းတွေသိမ်းဆည်းရရှိတယ်ဆိုတဲ့သတင်းကိုလည်းတင်ဆက်ပေးမှာဖြစ်ပါတယ်ဂရင်းပြည်နယ်တန်တော်ကြီးမြို့နယ်မှာရှိတဲ့စစ်ကောင်စီရဲ့တပည့်မြို့စစ်စခန်းကို KNL နဲ့ PDF ဖူးပေါင်းတပ်တွေတိုက်ခိုက်သိမ်းပိုက်ခဲ့ရမှာစစ်သား10ဦးထပ်မံသေဆုံးပြီးလက်နက်ခဲယမ်းအချို့သိမ်းဆည်းရရှိခဲ့တယ်လို့ဒေသသတင်းရင်းမြစ်တွေကပြောပါတယ်ဂရင်းမျိုးသားစီယုံ KNU လက်အောက်ခံ KNL တပ်မဟာ2နေမြေမှာရှိတဲ့သပင်းညွတ်စစ်စခန်းကိုမလ9ရက်နေ့လေတနအီကစပြီးတိုက်ခိုက်ခဲ့ရမှာမနေ့ကမတ်လ10ရက်နေ့မှာတိမ့်ပတ်ရရှိခဲ့တယ်လို့ဆိုပါတယ်ဒီစခန်းသိမ်းတိုက်ပွဲမှာစစ်သား10ဦးထပ်မံနဲ့သေဆုံးသွားတယ်လို့စစ်ကောင်စီတပ်ဖွဲ့ဝင်20ကျော်စခန်းစွန့်ခွာထွက်ပြေးသွားတာကြောင့်စစ်ကောင်စီတပ်စခန်းကိုမိရှုဖျက်ဆီးလိုက်တယ်လို့လည်းအသိပေးပါတယ်သိမ်းစီရရှိတဲ့လက်နက်ခဲယံတွေရေတွက်တဲ့မျိုးစားတွေကိုတော့အသေးစိတ်မသိရသေးဘူးလို့လည်းပြောပါတယ်မနေ့ကမနေ့9ရက်ခွဲမှာသပင်းညွတ်တပ်စခန်းကိုအပိသက်သိမ့်ပတ်ရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်တပ်မတော်စစ်စင်နယ်မြေနှင့်စစ်စင်မှုရဲဘော်တင်ဦးကလည်းအတည်ပြုပါတယ်။လက်ရှိမှာ KNL နဲ့ PDF ဖူးပေါင်းတပ်တွေဟာတပင်းညို့စခန်းကနေထွက်ပြေးတင်းရှောင်သွားတဲ့စစ်ကောင်စီတပ်ဖွဲ့တွေကိုလိုက်လံရှင်းလင်းနေတယ်လို့သိရပါပါတယ်ခင်ဗျာ။အခုဆက်လက်ပြီးပေါင်းတယ်မြို့နယ်မှာစက်ကြီးတောင်းပြီးပြန်လာတဲ့မှတ်ထိုင်နယ်မြေရဲစခန်းမှနယ်ရင်းရဲကိုပြစ်ခတ်တိုက်ခိုက်တဲ့တဲ့င်းကိုလည်းတင်ဆက်ပေးပါမယ်။ပဲခူးတိုင်းပေါင်းတယ်မြို့နယ်အတွင်းရွာစဉ်လှည့်ကစက်ကြီးတောင်းပြီးပြန်လာတဲ့မှတ်ထိုင်နယ်မြေရဲစခန်းကနယ်ရင်းရဲတူကိုပြစ်ခတ်တိုက်ခိုက်ခဲ့ပေမဲ့ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ပြည်ခရံတရင်3631ကပြောပါတယ်။မှတ်ထိုင်နေမည့်ရက်စကန်ကနေရင်ရက်တက်ချက်သိမ့်လွင်းဆိုသူကြေးရော်တွေမှာဆက်ကြီးကောက်ပြီးပြန်လာတဲ့အချိန်မနေ့ကမလ၈ရက်နေ့နေ့လယ်3:00ချိန်မှာတရင်3631တက်ခွဲငါကရဲဘော်တွေစောင့်ကြိုတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။သဲမဲရွာနဲ့ဂုံးသာကြေးရွာကမှာတိုက်ခိုက်ခဲ့တာဖြစ်ပြီးရက်တက်ချက်သိမ့်လွင်းဟာတော်လင်းရဲဘော်တွေကိုမြင်သွားတဲ့အတွက်မောင်းလာတဲ့စိုက်ကဲကိုရက်ပြီးဆဲပေါင်းဘုံကနေခုန်ဆင်းသွားတာကြောင့်လိုက်လံပြစ်ခတ်ခဲ့ပေမဲ့ထွက်ပြေးလွတ်မြောက်သွားတယ်လို့အသိပေးပါတယ်။ နေရင်ရက်ချက်သိန်းတွေထွက်ပြေးလွမြောက်သွားပေမဲ့သူမောင်းလာတဲ့စိုက်ကယ်တစ်စီးလက်ပြပုံး၃လုံးကြည်မျိုးစုံ၆တောင်းလက်ထိပ်တစုံငွေကျပ်တသိန်း၃တောင်းနဲ့အတူစာရွက်စာတမ်းအချို့ကိုသိမ်းယူနိုင်ခဲ့တယ်လို့တရင်363တက်ကထုတ်ပြန်ထားပါတယ်။နေရင်တက်ချက်သိန်းတွေဟာမှတ်တိုင်နေပြီရက်စကန်နိုင်ယူမှာရှိတဲ့ကျေးရွာအုပ်စုတွေမှာအဓမ္မစစ်သားစုဆောင်တာငွေကြေးချမ်းသာသူတွေကိုဖမ်းဆီးချုံနှောင်ကငွေတောင်းပြီးပြန်လွှတ်တာတွေလုပ်ခဲ့တဲ့ပြင်သူကိုယ်တိုင်ဥဆောင်ဖမ်းဆီးပြီးညှဉ်းပန်းနှိပ်စက်တာကြောင့် တည်ဆုံးသူတွေနဲ့ထောင်ချခံရသူတွေလည်းရှိတယ်လို့ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။ဒီခေတ်အတွင်းမှာရှိတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်စစ်သားရဲပြူစောတိတွေအနေနဲ့အကြမ်းဖက်လုပ်ရက်တွေကိုရက်တန်းကရက်ပြီးပြည်သူလူထုနဲ့အ мян ဆုံးပူးပေါင်းဖို့နဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေစီမှာအလင်းဝင်ကြဖို့ပြည်ခိုင်တရင်363ကတက်ကအသီးပေးတိုက်တွန်းထားပါလိမ့်ခင်ဗျာ။အခုတခါတောင်ပြည်ရက်တပ်ဖွဲ့ကဖေဖော်ဝါရီလအတွင်းမူရစ်ဆေး35ဦးနဲ့ရောင်းဝယ်သူ9ဦးကိုဖမ်းဆီးနိုင်ခဲ့တဲ့သတင်းကိုလည်းတင်ဆက်ပေးပါမယ်။ လောင်ပြည်နယ်လူမျိုးရေးတပ် UPSLF TNLA တအံပြည်ရဲတပ်ဖွဲ့ကဖေဖော်ဝါရီလအတွင်းမှာမူရစီ၃ဆွဲသူ85ဦးနဲ့ရောင်းဝယ်သူ9ဦးကိုဖမ်းဆီးနိုင်ခဲ့တယ်လို့ PSLF TNLA သတင်းနဲ့ပြန်ကြားရေးဌာနကပြောပါတယ်။နမ်ခမ်းမိုးကုတ်ကိုခိုင်ကြောင်မဲနမ်ဆန်နဲ့မိုင်းယော်မြို့နယ်တို့ကလည်းမူရစီဝါ၃ဆွဲသူတွေနဲ့ရောင်းဝယ်သူတွေကိုဖမ်းဆီးနိုင်ခဲ့တာလို့ဆိုပါတယ်။တအံပြည်ရဲတပ်ဖွဲ့ကနမ်ခမ်းမြို့နယ်မှာမူရစီ၃ဆွဲသူ28ဦးနဲ့ရောင်းဝယ်သူ9ဦးကိုဖမ်းဆီးရမိခဲ့ပြီး မိုးကုံမြို့နယ်မှာမူးယစ်ဆေး၃ဆွဲသူ၂ဦးကိုဖမ်းဆီးနိုင်ခဲ့တယ်လို့အသိပေးပါတယ်။အလားတူကိုခိုင်မြို့နယ်မှာမူးယစ်ဆေး၃ဆွဲသူ9ဦးဖမ်းဆီးနိုင်ခဲ့ပြီးကြောင်မဲမြို့နယ်ကမူးယစ်ဆေး၃ဆွဲသူ၁၈ဦးနဲ့ရောင်းဝယ်သူ2ဦး၊နမ်ဆန်မြို့နယ်ကမူးယစ်ဆေး၃ဆွဲသူ23ဦး၊မိုင်းအောင်မြို့နယ်မှာမူးယစ်ဆေး၃ဆွဲသူ9ဦးနဲ့ရောင်းဝယ်သူ2ဦးဖမ်းဆီးနိုင်ခဲ့တယ်လို့မှတ်တမ်းတွေရသိရပါတယ်။ ဝူရီဆေးသုံးသူတွေနဲ့ရောင်းဝယ်သူတွေကိုပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF TNL တောင်းပြည်ရဲတပ်ဖွဲ့ကအချင်းစာရိတ်တာပြုပြင်စခန်းကို6လကြာပို့ဆောင်ပေးခဲ့ပြီးပြစ်မှုကြီးတဲ့သူတွေကိုထောက်မှထိန်းသိမ်းမယ်လို့သိရပါတယ်။ပြီးခဲ့တဲ့2024ခုနှစ်အတွင်းမှာဆိုရင်ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF TNL ကတောင်းပြည်ရဲတပ်ဖွဲ့ကဝူရီဆေးရောင်းဝယ်သုံးဆဲသူစုစုပေါင်း1923ဦးကိုဖမ်းဆီးရေးယူနိုင်ခဲ့တယ်လို့ PSLF TNL သတင်းနဲ့ပြန်ကြားရေးဌာနကထုတ်ပြန်ထားပါတယ်ခင်ဗျာ။ အခုတင်ပြခဲ့တဲ့စီရေးသတင်းတွေကို Radio Energy သတင်းတောက်ကိုခန့်ကပေးပို့ထားတာဖြစ်ပါလိမ့်ခင်ဗျာရေဒီယိုအန်ယူဂျီမှဆက်လက်တင်ပြနေပါတယ်။စီရေးသတင်းကောင်းထုတ်ချက်ပြီးမှတော့ပြည်တွင်းသတင်းများကိုမေဦးမွန်ကဖတ်ကြားတင်ပြပေးမှာဖြစ်ပါတယ်။မင်္ဂလာညချမ်းပါ။2025ခုနှစ်မလ9ရက်နေ့ရေဒီယိုအန်ယူဂျီပြည်တွင်းသတင်းတွေကိုတင်ပြပေးသွားပါမယ်။ကျွန်မကတော့နှွေဦးမွန်ပါ။ ပထမဆုံးတင်ပြပေးမယ့်သတင်းကတော့ CRPH နဲ့ NGO လို့တမောင်းဝန်ကြီးဌာနကတာဝန်ရှိသူတွေ AAC မဟာမိတ်ကေဟာကရွှေပြောင်းမြန်မာလူသားတွေကိုအားပေးစကားပြောကြားတဲ့သတင်းဖြစ်ပါတယ်။ဒီအောင်စုလွတ်တော်ကိုစားပြုကော်မတီ CRPH လို့တမောင်းရေးရာကော်မတီဥက္ကဋ္ဌဦးဥက္ကာမင်းနဲ့မြို့သားညီညွတ်ရေးအစိုးရ NGO လို့တမောင်းရေးဝန်ကြီးဌာနညွှန်ကြားရေးမှူးဦးနိုင်ထွန်းဦးတို့ဟာ AAC မဟာမိတ်ကေဟာကရွှေပြောင်းမြန်မာလူသားတွေကို လာရောက်အားပေးစကားပြောခဲ့တယ်လို့ AAC မဟာမိတ်အဖွဲ့ဒါရိုက်တာဦးခိုင်ကြီးကပြောပါရတယ်။ ဦးကာမင်းနဲ့ဦးနိုင်ထွန်းဦးတို့ဟာအနည်းကမလန်ရှီရဲ့နေက AC မဟာမိတ်ကေဟာကရွှေပြောင်းမြန်မာလူသားတွေကိုလာရောက်အားပေးစကားပြောခဲ့တာလို့ဆိုပါတယ်။လက်ရှိချိန်မှာဖျက်မိတ်ကြထားတဲ့ AC မဟာမိတ်ဖွဲ့ကေဟာကိုရောက်ရှိလာတဲ့ဦးဥကာမင်းနဲ့ဦးနိုင်ထွန်းဦးတို့ကကေဟာမှာရှိနေတဲ့မတန်ဆွမ်းအလို့သမားတွေနဲ့ကိုလေအင်ကဆုံးရှုံးသွားတဲ့လူသားတွေပါဝင် လုပ်ငန်းခွင်မှာတည်ဆုံခဲ့တဲ့တွေအတွက်နင်နာချင်းစောင့်နေကြတဲ့လူသားတွေကိုအားပေးနှစ်သိမ့်စကားပြောကြပြီးလက်ဆောင်ပစ္စည်းတွေနဲ့ထောက်ပံ့အလှူငွေတွေပေးအပ်ခဲ့တယ်လို့အသိပေးပါဗျ။ ACK ဟာကို2016ခုနှစ်ဇူလိုင်29ရက်နေ့မှာဖွင့်လှစ်ခဲ့တာဖြစ်ပြီးအဲ့ဒီချိန်တုန်းကထိုင်းအစိုးရရဲ့အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ DSI ကတာဝန်ရှိသူတွေကိုယ်တိုင်လာရောက်ခံရုံငန်းဖွင့်ပေးခဲ့ပေမဲ့ခုနှစ်ဖေဖော်ဝါရီလ28ရက်နေ့မှာပြည်ပိတ်သိမ်းမှုထိုင်းအာဏာပိုင်တွေကညွှန်ကြားထားတယ်လို့သိရပါဗျ။ ACK ဟာတွင်းမှာရှိနေတဲ့လုပ်ငန်းတွေအတွင်းထိခိုက်ဒဏ်ရာရလုပ်သားတွေအတွက်ရေးပေါ်ပြောင်းရွှေ့နေထိုင်မှုစီစဉ်ချိန်မပေးတဲ့အပြင်ရုံးမှာတုံးပြူနေတဲ့ရေးကို February 28ရက်မှာနေမီကန်တာဝန်ရှိသူများအမိန့်နဲ့လာပေးခဲ့တာရှိပါတယ်။ခုလိုဆန်းနစ်ကြောကြတီထောင်ထားတဲ့လူ့သမားကူညီဆောင်ရှောက်ရေးမဟာမိတ်ဖွဲ့ ACK ဟာကိုဆက်ဖွင့်ဝင်ရဖို့ ACK မဟာမိတ်ဖွဲ့ကယူကန်တင်ထားတယ်လို့သိရပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်ကတော့ ထိုင်းချုပ်နယ်မြေမှာတာဝန်ထမ်းဆောင်နေတဲ့ CDM တွေလုံခြုံရေးကြိုးပမ်းဆောင်ရွက်ပေးဖို့ CDM အောင်မြေကော်မတီတိုက်တွန်းတဲ့တွင်မှဖြစ်ပါတယ်။ဒေါ်လင်းအင်အားစုတွေထိုင်းချုပ်ထားတဲ့နယ်မြေတွေမှာတာဝန်ထမ်းဆောင်နေကြတဲ့နိုင်ငံဝန်ထမ်း CDM တွေလုံခြုံရေးအတွက်သက်ဆိုင်ရာဖွဲ့စည်းတွေအနေနဲ့ကြိုးပမ်းဆောင်ရွက်ပေးဖို့ CDM အောင်မြေကော်မတီကတိုက်တွန်းလိုက်ပါတယ်။မြို့သားညီညွတ်အစိုးရ NUG ပြည်ထောင်စုဝန်ကြီးချုပ်ဦးဆောင်တဲ့ CDM အောင်မြေကော်မတီကမလရှိယနေ့မှာကြာရောက်တဲ့ဇမဖတ်အာနာဖီစိန်လှုံရှားမှု၄နှစ်မြောက်နေ့မှာ ကြေညာချက်တဆောင်ထုတ်ပြန်မိတိုက်တွန်းလိုက်တာပဲဖြစ်ပါတယ်။ဆီယနာရှင်တော်လေးအခန်းကဏ္ဍအတီတီမှာတာဝန်ထမ်းဆောင်နေတဲ့နိုင်ငံဝင်တဲ့ CDM တွေရဲ့စိတ်ပိုင်းနဲ့ရုပ်ပိုင်းဆိုင်ရာလုံခြုံရေးအာမခံရရှိစေဖို့မတရားဆွဆွဲကန်ဖမ်းဆီးကန်တပ်ဖြတ်ခံခဲ့ကြရတဲ့ CDM တွေအတွက်တရားပြန်ထမှုနဲ့အမှန်တရားပေါ်ပေါက်စေရေးပြစ်မှုကျူးလွန်ခဲ့သူတွေပြည်ထောင်ကင်းလွတ်ခွင့်ရနေတဲ့အလေးအထားကိုပြီးတိုင်ချုပ်နှိမ့်စေဖို့နဲ့တရားမျှတမှုရရှိရေးအတွက်သက်ဆိုင်ရာဖွဲ့စည်းတွေကိုတိုက်တွန်းလိုက်တာလည်းဖြစ်ပါတယ်။ နိုင်ငံဝန်ထမ်းစီတမ်းတွေဟာဂျမဖက်အာနာပီစိန်လှူရှားမှုမှာပါဝင်ခဲ့ရုံနဲ့မဟုတ်ပဲဒေသတည်တည်မှာရှိတဲ့တော်လင်းဖွဲ့စည်းတွေဒိုင်းနာဖွဲ့စည်းတွေပါဝင်ပြည်သူလူထုနဲ့လက်တွဲပြီးတော်လင်းရေးအတွက်အရေးပါတဲ့ခန်းခန္ဓာတွေဖြစ်တဲ့လက်နက်ကိုင်ခန္ဓာနဲ့ပြည်သူဝန်ဆောင်မှုခန္ဓာတွေဖြစ်တဲ့ဂျာကာလာပြည်သူ့အုပ်ချုပ်ရေးခန္ဓာလူသားချင်းစာနာထောက်ထားရေးခန္ဓာစာသားတွေမှာကိုယ်စွမ်းညံစွမ်းရှိသမျှဆွမ်းဆက်တမန်ကျူပန်းဆောင်ရွက်နေတယ်လို့ CDM အောင်မြေကော်မတီကဆိုပါတယ်ခုလိုထိန်းချုပ်နယ်မြေတွေကအုပ်ချုပ်ရေးရန်နေရာမှာပါဝင်ဆောင်ရွက်နေတဲ့ နိုင်ငံဝန်ထမ်း CDM တွေဟာစစ်တပ်ရဲ့လေကြောင်းကနေတိုက်ခိုက်တာ မျိုးမျိုးစုံနဲ့ဖမ်းဆီးနှိပ်စက်တပ်ဖြတ်ခံနေရတာပဲကြောင်းနိုင်ငံဝန်ထမ်း CDM တွေရဲ့အသက်အန္တရာယ်နဲ့ဘေးကင်းလုံခြုံရေးဆိုင်ရာအာမခံနိုင်မှုဟာအလွန်စွာစိုးရိမ်ရတဲ့အခြေအနေမှာရှိနေတယ်လို့လည်းသိပေးထားပါဗျ။ CDM အမည်ကော်မတီအနေနဲ့ဆီယနာရှင်စနစ်နဲ့အာနာရှင်စနစ်မှန်သမျှအမြန်ဆုံးအပြီးတိုင်းကြဆုံးချုပ်ငင်းပြီးစစ်မှန်တဲ့ Federal Democracy ပြည်ထောင်စုကြီးပေါ်ထွန်းလာတဲ့အထိ တိုင်းသားပြည်သူတရားလုံးနဲ့လက်တွဲပြီးဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ဂျမဖက်အာနာပီဆိုင်လှူရှာမှုမှာပါဝင်ခဲ့ကြတဲ့နိုင်ငံဝန်ထမ်းစီဒီယမ်နေဟာအာနာသိမ့်မှုလင်းနစ်တာကလာတွင်မိမိတို့ရဲ့ယာတုအဆောင်အယောင်နဲ့နောက်ပိုင်းဝင်တွေကိုဆွန့်လွတ်ခဲ့ကြတဲ့အတွက်စီဒီယမ်နေနဲ့သူတို့မိသားစုတွေဟာလုံခြုံရေး၊ကျန်းမာရေး၊စားဝတ်နေရေးစတဲ့ထိခိုက်နစ်နာမှုတွေနဲ့ကြုံတွေ့ခဲ့ရပါတယ်ရှင်။ ခုနောက်ဆုံးတင်ပြပေးမယ့်သတင်းကတော့ ICC ကဝရမ်းထုတ်ထားတဲ့စစ်ကောင်းဆောင်မင်းအောင်လှိုင်နဲ့ရုရှားသမ္မတပူတင်ရုပ်ပုံတွေကတ်တဲ့အလုံရှားမှုရန်ကုန်မှာပြုလုပ်တဲ့သတင်းပဲဖြစ်ပါတယ်။နိုင်ငံတကာရာဇဝတ်ခုံရုံး ICC ကဖန်ဝရမ်းထုတ်ခံထားရတဲ့စစ်ကောင်းစီကောင်းဆောင်မင်းအောင်လှိုင်နဲ့ရုရှားသမ္မတပူတင်တို့ရဲ့ရုပ်ပုံတွေရန်ကုန်မြို့နေရာအနှံ့မှာကတ်တဲ့အလုံရှားမှုတစ်ခုပြုလုပ်ခဲ့တယ်လို့ရန်ကုန်တော်လှန်ရေးနောက်လေးဘက်ရန်ကုန်ဖို့ဘရဒဝိုင်း 4B ကပြောပါတယ်။စစ်ကောင်းလှရှားမှုကိုရန်ကုန်မြို့နေရာအနှံ့မှာဒီကနေ့မလ9ရက်မှာပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။ ဂျမ်ဘတ်မင်းအောင်လိုင်းကိုဖန်ဝရန်ထုတ်တာနဲ့ဂျမ်ဘတ်စစ်တပ်ကိုကြိုးစိုးလက်ခံတဲ့ရုရှားသမ္မတပူတင်တို့ရဲ့ဖန်ဝရန်ပုံတွေနဲ့ယူကရိန်းနဲ့အတူမြန်မာပြည်သူတွေအတူတကွရက်တီကြောင်းရန်ကုန်မြို့နေရာနှံ့ပြားမှာဆာရွက်တွေလိုက်ကတ်တဲ့လှုံ့ဆော်မှုပြုလုပ်ဆောင်ရွက်ခဲ့တာလို့ Y4B ဖွဲ့ကထုတ်ပြန်ထားပါတယ်။မြန်အောင်လိုင်းနဲ့ပူတင်တို့ရဲ့ဓာတ်ပုံတွေပေါ်မှာ wanted လို့ရှိသည်ဆိုတဲ့စာသားရိုက်နေပြီးယူကရိန်းနိုင်ငံနဲ့တူရက်တီပါတယ်ဆိုတဲ့စာတွေပါတယ်စာရွက်တွေကိုရန်ကုန်မြို့နေရာအများပြားမှာကတ်ခဲ့တာလို့သိရပါတယ်။ စူပါလှူရှာမှုကိုရန်ကုန်ဒေါ်လန်ညီနောင်လေးပွဲရန်ကုန်ဖိုဘရာဒါဝိုင်ဖိုဘီမှာပါတယ်။လင်းရောင်နေ Jet Organization LYNYO မြန်နီကုန်း Democratic Front MDF ချင်းမြနိုင် Network KMD18 နဲ့ All Community တို့ကလှုံ့ဆော်ခဲ့တာဖြစ်ပါတယ်ရှင်။ခုတင်ပြခဲ့တဲ့သတင်းတွေကို Radio Energy သတင်းတောက်ကိုခန့်မှပေးပို့ထားတာဖြစ်ပါတယ်ရှင်။ ရေဒီယိုအန်ယူဂျီသောတာရှင်များခင်ဗျာအခုတစ်ခါတင်ဆက်ပေးမှာကတော့စိုက်ပျိုးစည်းဝါတောင်သူစကားသံအစီအစဉ်မှာအချမ်းဘတ်စစ်တပ်ရဲ့ညံဖျင်းတဲ့စီမံခန့်ခွဲမှုတွေကြောင့်ပဲခူးအလို့သမားရှားပါလာပြီးမြန်မာထိတ်တန့်ပဲဒီစိမ့်တွေအေးသွေးကြာဆင်းလာဆိုတဲ့အကြောင်းအရာကိုရန်နိုင်ကတင်ဆက်ပေးမှာဖြစ်ပါတယ်ရေဒီယိုအန်ယူဂျီကိုနားဆင်နေကြတဲ့ပရိသတ်များခင်ဗျာအခုတင်ဆက်ပေးမယ့်စီစဉ်ကတော့စိုက်ပျိုးစည်းဝါတောင်သူစကားသံအစီအစဉ်ကိုနားဆင်ကြရမှာပါ အကြမ်းမစစ်တပ်ရဲ့ညံဖြင်းတဲ့စီမံခန့်ခွဲမှုတွေကြောင့်မြမထိတ်တန်းပဲဒီစိမ့်တွေအရေးသွေးကြာဆင်းလာပြီးဈေးကွက်ထိခိုက်လာပါတယ်ဒီသတင်းကိုကိုမြင့်သူကပေးပို့ထားပါတယ်အကြမ်းမစစ်တပ်ရဲ့အဖမ်းဆီးနှောက်ယှက်တွေကြောင့်အညာဒေသကပဲခူးတောင်သူများစုဟာဘကိုးရှိချမ်းတဲ့ရောင်တိုင်းဒေသကြီးစီပဲခူးမလာရောက်နိုင်ကြတော့ပဲတောင်သူတွေအခက်အခဲဖြစ်လာပါတယ်ဒီအချိန်တွေကိုမကွေးတိုင်းဒေသကြီးမှရန်ကုန်တိုင်းဒေသကြီးတို့စွန်စားပဲခူးထွက်လာသူတောင်သူတူကအခုလိုပဲပြောပါတယ် လာနိုင်လာလို့ဆိုတော့ဒီဘက်ဒီကျတော့ကားဝော်လေးနည်းနည်းပဲဘူးဘော်လိုက်ဖဲလာပါရင်ရှစ်လို့အဲ့လိုလေးခဲလေးရှိရတယ်။တော့တော်တော်ယောက်ျားလေးကြမလာရကြတော့အညာကယာကင်းတွေတီးနှံသိမ့်ပြီလို့ဇန်နဝါရီဖေဖော်ဝါရီလရောက်တဲ့အခါမှာမြမထိတ်တန်းပဲဒီစိမ့်တွေထွက်ရှိရာတန်လင်းကြောက်တန်းခရမ်းသုံးခွနဲ့ဘကိုးတက္ကလဒေတာတွေကိုပဲခုဆင်းလာကြတာဖြစ်ပါတယ်။ပဲဒီစိမ့်တွေကိုဥရောပတမကကိုလည်းတင်ပို့ခဲ့ပြီးအများစုကတော့တရုတ်နိုင်ငံနဲ့အိန္ဒိယနိုင်ငံကိုလည်းတင်ပို့ပါတယ်။ ပဲဒီစင်းအထွက်ပိုကောင်းတဲ့ဈေးကွက်တွေကိုရရှိဖို့အတွက်အစားအစာဘေးအန္တရာယ်ကင်းရှင်းတဲ့ GAP Gap Cyprus နစ်ဟာအရေးပါလာပြီးမြမ GAP ဟာလည်းပဲဒီစင်းကြောင့်နီးစနစ်ပိုင်းမှာဒေသလိုက်ပို့ပြီးကျယ်ပြန့်ခဲ့တာဖြစ်ပါတယ်။ရန်ကုန်တောင်ပိုင်းခရိုင်နဲ့ပဲခူးတက္ကလာဒေသမှာပဲဒီစင်းကိုလက်နဲ့ခုဆုတ်ကြတာအစဉ်လာပဲဖြစ်ပါတယ်။ပဲဒီစင်းတရာဒီမှာပဲ၃ချိန်တိတက်ပြီး၃ချိန်စလုံးခုဆုတ်ကြတာဖြစ်ပါတယ်။ဒီလိုခုဆွတ်တာကပဲဒီစင်းကနေပဲပင်ပေါက်ပြန်ဖောက်ဖို့အတွက် တီးလုံးအရည်သွေးနဲ့ဘဲကွန်အယောင်မပြတ်အောင်ထိမ့်သိမ့်နိုင်တာဖြစ်ပါတယ်။ဒါပြင်အသီးရင်းမဲ့လာတဲ့အချိန်တိုင်းခူးဆွနိုင်လို့တရေကဘဲအထွက်နှုံးကိုလည်းအပြည့်အဝရရှိကြတာဖြစ်ပါတယ်။အခုကမှတော့ဘဲခူးသူလှုပ်သားရှားပါလာတဲ့အတွက်ဒုတိယအသီးရင်းမဲ့ကန်ဒီအချိန်မှာအပင်လိုက်နှုတ်ပစ်လိုက်ကြတဲ့အပြင်တချို့ကလည်းဆက်နဲ့ရေသိမ်းလာကြရတာဖြစ်ပါတယ်။ဘဲဒီစိမ်းကိုအပင်လိုက်နှုတ်တဲ့အခါဘဲကိုချွေဖို့အတွက်ဆက်နဲ့နင်းရတဲ့အတွက်အနည်းခံရတဲ့ဘဲတွေဟာဈေးကွက်ကန့်သက်ခံရမှာဖြစ်ပါတယ် ခက်ခဲတွေအများကြီးရှိတယ်လို့ရောင်းတိုင်းဒေသကြီးမှပဲဒီစိန်စိုက်ပြို့သူတောင်သူတူကအခုလိုပြောပါတယ်။ဟိုအရင်တော့ဆိုလို့ရှိလို့ရှိရင်တော့ဒီအညာဘက်တွေဘာတွေကနေပြီးတော့အလုံသမားတွေခေါ်တယ်လေညာကြီးတွေဒီနေ့ကျတော့တို့အဝင်ထွက်တွေထွက်လို့ဝင်လို့မရတဲ့အခါကျတော့အဲ့မှာအခက်ခဲတွေအများကြီးရှိတယ်။တချို့ဆိုခုနဆိုလို့ရှိလို့ရှိရင်လေနှစ်ပင်းနေနှုတ်ကြတာအပင်းနေနှုတ်တော့ဆက်နေပြန်ရှူရတာနောက်ပိုင်းခုနဖြစ်တော့အပြည့်စီးများတာပေါ့ပဲပဲခုနမရတဲ့အခါကျတော့လေခုခုသမားမရတော့အပြည့်စီးနေနေရှိတာပေါ့မြန်မာနိုင်ငံရဲ့ပဲစိုက်ပျိုးထုတ်လုပ်မှုကကမ္ဘာအဆင့်နံပါတ်1မှာရှိနေပြီးတော့ ကနေဒါနိုင်ငံပေးရင်ဒုတိယမြောက်ပဲစိုက်ပျိုးမှုအများဆုံးနိုင်ငံဖြစ်ပါတယ်မြန်မာပဲဒီဇိန်တွေကိုဥရောပကုမ္ပဏီတွေကတိုက်ရိုက်ဝယ်ယူကြပေမဲ့အဂျမ်ပါစစ်တပ်ရဲ့နိုင်ပါတဲ့စီမံခန့်ခွဲမှုတွေကြောင့်ပဲဒီဇိန်အရေးသွေးကိုထိခိုက်လာပြီးထိတ်တန်းပဲဒီဇိန်ထွက်ရှိရာနိုင်ငံဖြစ်ကနေနောက်ကိုရောက်ရှိလာတော့မှာဖြစ်ပါတယ်ဒီအချိန်လေးကိုပဲဒီဇိန်ဧက30စိုက်ပျိုးသူတောင်သူကလည်းသုံးသပ်ပါတယ်နောက်ဆက်သွားတာပေါ့စီဝိုင်းကနောက်ဆက်သွားတာပေါ့ရှေ့ကိုမလာဘူးဒီတိုင်းမတ်တပ်ရအောင်မနေလုံနေရ မြန်မာနိုင်ငံအောက်ပိုင်းဒေသပဲဒီစိန်စိုက်ပျိုးထုတ်လုပ်မှုဟာထိတဲ့နေရာကနေရော့ကြလာတော့မှာဖြစ်ပြီးပဲခုအလို့သမားမရရှိတဲ့အခက်ခဲကတမိုင်းတလျှောက်စိုးစိုးဝါးဝါရင်ဆိုင်နေရတာပဲဖြစ်ပါလေအခုတင်ဆက်ပေးခဲ့တဲ့မြေပြင်သတင်းအကြောင်းအရာတွေကိုတော့သတင်းတောက်ကိုမြင့်သူကပေးပို့ထားတာဖြစ်ပါလေခင်ဗျာရေဒီယိုအန်ယူဂျီမှဆက်လက်တင်လည်နေပါတယ်အခုတခါတော်လိုင်းတေဂီတာစီစဉ်မှာ generation y နဲ့ z တို့တည်ဆိုထားကြတဲ့ຫນွေဦးရဲ့တော်လည်ရေးမှသည်ဆိုတဲ့တော်လည်ရေးတည်ခြင်းကိုခန်းစားနားဆင်ကြရမှာဖြစ်ပါတယ်။ຫນွေဦး gosh, you're a big Satan. Yes, I got she's a man. Look where I'm at, I see the one to tight. ှဆက်လက်တင်နေပါတယ်။ဒီကနေ့ညရဲ့နောက်ဆုံးအစီအစဉ်တစ်ခုဖြစ်တဲ့ Weekly News တိုင်းသားဘာသာစကားထုတ်လွှင့်မှုအစီအစဉ်မှာရာခေလကဝါဘာသာနဲ့ထုတ်လွှင့်တင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာ။ ញ្ញាមមមសំស្កលស្នាប់បន្តយេមេកេងបៃពុយកេនគីអស្មេតក្រៃកងឡៃស្តាំតវងជួកាញ់ក្រចាក់បងអេនយូជីតូកោមយ៉ាគីឡៃស្តាំតជេកេណេកាញ់ជោប្លាក្រាស្ទ្រីមងប្លាក់ប្រៃបងតាំងតាអេនយូជីយ៉ាសេម៉ាអងកេណេណោអាយូណេក្រាឡៃស្តាំមីធ្យាតមូផាន់ណោកបាហាក់តេកេនគីអងម៉ោក្រាប់មមញេសុនអ៊ីក្រាកាញ់ជោហាក់តេកំអ៊ីមូគូគួយក្រាប់ភីតកាលើ មើងមកមើងអានអង្អាមើងយ៉ាក់មើងទិញអង្អាក៏មកក្រាប់ផ្លាត់ប្រក្រងសុនអីពុនរីយ៉ោក្រកាក្រគីខំអ៊ុយខំលេផានមកក្រងក្រាប់ភីរីបកញ៉ាំអ៊ីនមកកើតចោលក្រាក់ខាងទីសອບស៊ីព្រមម៉ៃសុនមើងយ៉ាក់មើងទិញអង្អាអ៊ីចោទីយ៉ោក្រាប់ភីណៃគូដាគូជីចោទីយ៉ោក្រាគីខំអ៊ុយម៉ៃបំរៀងរ៉ា កាក់ខាងទីអសោកស៊ីប្រមកគួយក្រតំណែកតហាក់តែកំអ៊ុយអង្លមកក្រាប់ករំករីសនីយ៉ាមកណានក្រាប់ចោទីទូកើតខានគីផានមកអេមកអេបគួយអ៊ីចោទីអ៊ុតសុងសុវីប្លាក់ក្រាប់មុំម៉ៃចោទីឆាក់ញានក្រអ៊ុតកាគួយអ៊ីម៉ៃសទីប្លាក់ក្រាជូជីអង្អាខោអ៊ីចោទីគួយ ကအီရမ်နူစီမာပေါ်တီမြန်ခွက်ကနုကချန်မဲတင်ချောတခွက်ကကကျုံမိုင်းချောတီယူကန်ချောအင်ခွက်ကလော့ကလွန်အာယူနန်ကတခိုင်မီဒီယာတမူဝေကရာပေါကမ်အင်ဖန်မောကန်ချောပလကရာမင်းမြန်မာခန်ခိကျုပ်ချောကူလာတမကအာဖီယန်ပွန်ဒီခွက်ကဖဲရ ோம் တီညက်ကလိုက်စံခွန်ပွန်ခွန်လေးပွန်ခွက်တော်တောင်းဟေးစတာရာချစ်ချေကနေကတခိလူတီတန်လာတန်လာပေါကျန်ဖန်မော កាបបោះជុបចោហាក់តេតអងគីក្លាក់រ៉ាទឹមទីកាញ់ចោជូជីប្រាប់អស់ទិធីខានគីម៉ែបំមផាន់សៀសែនតមូតងាផាន់សែនតមូប្លាក់រ៉ាជុបចោអមយតាញញយអជូយ៉ាប្លាក់រ៉ាតតេលវងទេតាជាមពុនទីប៉ប់ធីតទីតឡាយបនគួយក្រាតងក្រាខីរ៉ាផាន់មកជុបចោហាក់តេតអងកណេក្លាក់រ៉ាអមយតាលំញាវយេតមតតតាប្លែនទី NNA កាប់ bồn kỳ tì ốc quang ác tế án muốn bắt đầu sư lâm vòng cháy tài dầm mô hội kết hợp từ ụt kỳ mái bốn chụp chó lạc lạ chú dí dù nàn tọ mơ tàn cao sen kết đó án và mò chụp chó và cuối bồn lòng kênh kỳ tì tì tọ cá thì là mặt sồn nò chị em án ý chụp chó và cuối bồn lòng lũy đi đi khai khai ý à dù nàn ấy lời khai án phan mỏ Pansia San Pupajoti Pok Ti Kan Ki Piyu Kain Kain Kata Mung Singapu Ang A Pomo Puji Rekain Konsumi Teka Kofi Ipon Kui Krato Pan Mo Ti To Ong Kan Ki Piyu Ki Jot Kui Krap Ong Ti Kata Raring Tengah Lui Nom Mai Pan Mo Mở Bap Pun Ki Kain An Kene Pun Ti To Krap Tung Krap Choy Plak Krap Pinya Juji TLEC Pan Mo Chong An Kui Lea Siya Pai Kera Kera ចង់អានកានគីកានណាចៅកម៉ៃយ៉ាងគីចៅកអង្គក្រតគីទីពុនឌីយូកានចៅកបោទីទីអ៊ីនទីតឡៃពុនគួយក្រតងហើយស្តាំងលឿចិត្តសិកានណាផាន់ម៉ូក្រគីលឿលឿសងាត់ ជុចចោពឺមើពីជាតាសោចិត្តម៉ៃប្រមត់នំបក្រមបបែនសូសំពុនគួយក្រមមុតណគីជុចចោបតាំងម៉ៃក្រសាំងឡាងសុនគីយូកែងចោក្រខកទីក្រលំតមូអំខាវឲ្យខកទីក្រលំកណែពុនយូកែងចោក្រព្រីទីក្រមមុតទីប្លាក់ក្រមម៉ៃប្រប្រែអង្អកម៉ៃប្រមត់ជុចចោពុយតេសុនឡៃលី គាត់ពុំមើលអាប្រសាងមកកាន់ជឿអេន DSI កាន់គីពុនជឿកាន់ចោក្រាជីតក្រាសូនក្រាមូទីលែនទីមកជទួមកប្រក្រមបបែណោះពុនរីគួយក្រាតាទីពុនក្រាគាត់ក្រាតាទទីតឡៃតកៃអានក្រាកាន់ជឿអេនកាន់ចោក្រាសាំងឡាំងសូនគីសូសាំងពុនគួយក្រាមូតគីទីសូនបយុណោះ សោះសំគុនគួយក្រដាស់ក្រសីពុនទីយុកែងចូលក្រចាក់ញានទីតទេពុនគួយក្រចង់ហើយស្តាំងពុនជីជីកណេក្រមមានម៉ាជុបចោពុនម៉ាគុនយ៉ាក់ខាន់គីគួយកោបៃពុនឡាក់រ៉ារេងតងាផាន់នងក្រនិមសូនគុនពីហោពីហនម៉ាមកគួយក្រលូគីកែងចូលប្រកាសទឹមក្រចយ ប្រមុខមើលស៊ីស្ទឡែនពគួយកថាហាក់ទៅចាំងកងពុនយូកានចោក្រាប់ពីទីឡាយស្ថាយុណាក្រាមើលញ៉ាំម៉ាប្រមុខជុំចោពូនម៉ាគនអាគីខានគីសុនក្រានេមអង្អាកោគួយក្រាតនេលូគីក្រានេមក្រាចយអង្អាពុនគួយក្រាខាខានគីតទេតឡាយផាន់ម៉ោគនពុនខានគីពុនយូកានចោក្រាប់អង្គួងក្រាញ៉ាំម៉ាណោគីម៉ាគួយក្រា นูกระเจนกระลัดกระกรังอังอาก็ปนดียาวคอมอุ่ยคอมเลยสนกระกันโจอังอาก็กุ้ยกระคาราเร่งเก่าอัญญานมจากระนมอ่าน พันหมอควันบุญคันขีปนดียาวตีอยู่ไกลอ้อมอยู่นานพันหมอควันบุญคันขีขออังกุ้ยกระเกะกาโจไม้พันหมอปอกยำเอ็นกระโดดเหนี่ยมากีอังอาก็กุ้ยกระพิกกับยังหนอกี ตุ่มเนตตีแต่ลายจำมนัดกระบาดเนียมส่วนก่อนปูนกัดกุยกระตุ่มเนตส่วนสังปูนมอกระบาดกระซีส่วนกีไม้ส่วนสังปูนกุยกระอุดกีส่วนสวยตตีแต่ลายส่วนสังมอกระบาดจงส่วนกีมอกระเป็นโลกีกระบาดเนียมตุ่มเนโนนออาทิ yun nan kada lifestyle temu pan mo lifestyle yan mo lifestyle basta job job yu kain kain kada jak pan and yu chi kawan yat pe lifestyle and kami ku kra fa from fari mai ke mo kra palat prang son pi tete talai ke style temu son pa ku ye ဒီကနေ့ကတော့ ီးမြနဲ့ပဲ Radio NUG ရဲ့အစည်းအဝေးတွေကိုခਿੱတရရနိုင်ပါမယ်။မြန်မာစံတော်ချိန်မနက်၈နာရီခွဲနဲ့ည၈နာရီခွဲအချိန်တွေမှာပြန်လည်ဆုံးဖြတ်ကြပါစို့။ Radio NUG ကိုမနက်ပိုင်း၈နာရီခွဲမှာလိုင်းဒို16မီတာ17.3 MHz နဲ့ညပိုင်း၈နာရီခွဲမှာလိုင်းဒို25မီတာ17.6 MHz တို့မှာဓာတ်ရိုက်ဖန်ယူနိုင်ပါပြီ။မြန်မာနိုင်ငံသူနိုင်ငံသားများကိုစိတ်နှပြကျမ်းမာချမ်းသာလို့ဘေးကင်းလုံခြုံကြပါစေလို့ Radio NUG အဖွဲ့သူအဖွဲ့သားများကဆွတောင်းလိုက်ရပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရရဲ့စက်သွေးရေးတရင်အချက်အလက်နဲ့ဤပညာဝန်ကြီးဌာနကထုတ်ပြန်နေတဲ့ Radio NUG ဖြစ်ပါတယ်။ San Francisco Bay Area အခြေစိုက်မြန်မာမိသားစုများနဲ့နိုင်ငံတကာကစေတနာရှင်များလှူအပ်ပြီးများရဲ့ Radio NUG ဖြစ်ပါတယ်။အရေးတော်ပုံအောင်ရမည်။